မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းခဲ့တာ၄နှစ်ကျော်၅နှစ်နီးပါးရောက်ရှိလာချိန်မှာပြည်သူလူထုဟာစီးပွားရေးကြက်တဲမှုတွေနဲ့အခြားသောပြဿနာမျိုးစုံကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်လာတဲ့အခြေအနေတွေပေါ်ဘလို့ကုစားတင်တယ်လဲဆိုတာနဲ့ပတ်သက်ပြီး DV သတင်းတော်မြတ်သစင်ကမြို့သားညွေဆိုရ NUG ကျမ်းမာရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်လဲဖြစ်စိတ်ကျမ်းမာရေးအထူးကုဆရာဝန်လဲဖြစ်တဲ့ဒေါက်တာအုတ်ကာကိုတွေ့ဆုံပြီးတော့မေးမြန်းထားပါတယ်ရှင် မင်္ဂလာပါဆရာ အခုအာနာသိမ်းထားတာပေါ့နော်အဲ၄နှစ်ကျော်၅နှစ်နီးပါးကြာလာချိန်မှာအပီသူလူလူဟာလူမှုစီးပွားရေးအခြေအနေတွေကြက်တဲလာပါတယ်ဒီလိုအခြေအနေမှာဆိုရင်လူတွေကဘယ်လိုမျိုးစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဖြစ်ပေါ်တတ်ပါသလဲရှင်ကျွန်တော်ဒီမှတ်တော့လေကျွန်တော်တို့တော်လိုက်ရေးဒီနေဦးတော်လိုက်ရေးအခုဆိုရင်၄နှစ်ကျော်၅နှစ်နီးပါးရောက်လာပြီပေါ့နော်၅နှစ်နီးပါးရောက်လာတဲ့အခါမှာကျွန်တော်တို့အားလုံးတော်လိုက်ရေးမှာပါတဲ့လူတွေရောတော်လိုက်ရေးကို ဟိုကိုယ်တိုင်ကိုကြပေါ့နော်မပါပေမဲ့ငွေအားနဲ့ပဲဖြစ်ဖြစ်စိတ်အားနဲ့ပဲဖြစ်ဖြစ်ပူညီနေတဲ့ပြည်သူတွေအားလုံးပေါ့ကျွန်တော်တို့ဒီတိုင်းပြည်သူမှရှိတဲ့ပြည်သူတွေအမှန်တော့အတိဒုက္ခရောက်နေတာအတိဒုက္ခသည်စီးပွားရေးအကျက်တည်းခွန်းကမေးတယ်မေးဖို့ရမ်းမှန်တယ်တိုင်းပြည်ကစီးပွားရေးအကျက်တည်းနဲ့ရေဆိုင်နေရတယ်အဲ့တော့လူတိုင်းကမိမိတို့အဓိကလိုအပ်တဲ့အခြေခံစာဝတ်နေရေးကအုံလုံးဒီခက်ခဲမှုကိုရေဆိုင်နေရတယ် ကျမ်းမာရေးပညာရေးလူမှုရေးကိုခဏဘေးချိတ်ထားအောင်အခြေခံစာဝင်နေရေးကိုတော့မှသူတို့မှမနည်းကိုဟိုရုံးကန်နေကြတယ်။အဲလိုရုံးကန်တဲ့အခါမှာလူတွေဘာဖြစ်လာလဲဆိုတော့အစိုးရပူပန်မှုတွေမြင်လာတာ။စိုးရပူပန်မှုများရင်ဘာဖြစ်လဲ။ကျွန်တော်တို့စိတ်ဆင်းရဲရတယ်။စိတ်ဆင်းရဲပြီးရင်နံပါတ်1ဖြစ်တာကတော့အိတ်မပြောဘူး။ဟုတ်တယ်မလား။တွေးရများတွေးရများလာတယ်အိတ်မပြောဘူး။အဲလိုမပြောတော့နောက်ဘာဖြစ်လဲ ကျွန်တော်ကိုကိုကိုအားမရတာသူများကိုအားမရတာတော်လိုင်းကိုအားမရတာအားမရတာကြီးအကုန်လုံးဖြစ်လာလို့မကောင်းတာကြီးပုံမြင်လာတယ်။အဲတော့အားလုံးကိုမကောင်းမြင်တဲ့စိတ်ကများလာရင်ဘာဖြစ်မလဲ။သဘောသားထွက်လာမှာပေါ့။အခုခုဖြစ်တိုင်းဖြစ်တိုင်းတက်နီကန်စိတ်အရင်ဆုံးကဒဲကြီးခံနိုင်တဲ့အရာတွေကိုအခုဒဲကြီးခံနိုင်တာမဟုတ်ဘူး။လူလူနေမှုန်ကုတ်ကုန်းနဲ့ဖြစ်နေတယ်ပေါ့လေကျွန်တော်ကြီးတိုင်းလုပ်ပြတယ်လို့မျိုးမှုန်ကုတ်ကုန်းနဲ့ဖြစ်နေတဲ့ဟာတွေဖြစ်လာလေ။အဲ့ဒါဖြစ်လာတဲ့အပြင်နောက်တခြားဘာတွေဖြစ်လာ ိုးလုံးมาလဲစိတ်ဝင်စားတော့ကိုကိုစိတ်ကိုစိတ်အညောင်းဖြေတဲ့အရာလေးတွေလည်းမလုတ်ချင်တော့ဖြစ်သွားစိတ်ဖိစီးမှုတွေများလာအဲ့ဒါဖြင့်ဘာဆက်ဖြစ်သွားလဲဆိုတော့လူတွေနဲ့ဆက်ဆံရေးအဆင်မပြေတော့ကိုယ့်ရဲ့မိသားစုနဲ့ဆက်ဆံရေးအဆင်မပြေတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ဆက်ဆံရေးအဆင်မပြေတော့ကိုယ့်ရဲ့အလုပ်ထဲမှာပေါင်းတဲ့ဆက်ဆံရေးအဆင်မပြေတော့အဲ့ထားတဲ့ဆိုးလာတာကတော့ခိုင်တဲ့ကိုကိုကလောကကြီးမှာနေလို့အတိတ်ပဲရှိတော့ပါဘူး ဘဝကြီးကအတိပဲမရှိတော့ဘူးဆိုပြီးတော့ကိုကိုကိုအဆုံးစီရင်ခြင်းနဲ့စိတ်မျိုးတွေကိုကိုကိုလောကကြီးမှာတန်ဖိုးမရှိဘူးဘဝတန်ဖိုးမရှိတော့ဘူးဆိုတဲ့စိတ်တွေပါဝင်လာတတ်တယ်ဟုတ်အဲ့ဒါကတော့ကျွန်တော်တို့အခုစီးပွားရေးအကျက်တယ်ဒီငွေစာဝတ်နေရေးအကျက်တွေမှာလူတွေကြုံတွေ့လာမယ်အတိကအကြောင်းချက်တွေဖြစ်ပေတယ်ဟုတ်ကဲ့ပါဆရာတကယ်လို့ပေါ့နော်ပြင်းထန်တဲ့စိတ်ဖိစီးမှုတွေကြုံနေရပြီးတော့ ိမိကိုယ်ကိုအဆုံးစီရင်လိုစိတ်တွေဖြစ်နေတယ်ဆိုရင်ဒါတွေကိုရောကြအောင်ဘယ်လိုဖြေရှင်းတတ်မှာကလေးပေါ့နော်အဲပြီးတော့ဒီအချင်းချင်းမှာရောဘယ်လိုမျိုးနှစ်သိမ့်ဆွေးနွေးပြီးတာမျိုးတွေလုပ်တတ်မှာကလေးရှင်ဖောက်ချလိုက်လို့ရတယ်ဘုလကတင်းကျပ်နေဟာကြီးကိုဖောက်ချလိုက်လို့ရတယ်အဲ့တော့အချင်းချင်းရိုင်းပင်ကူညီပေးရမယ်ဘယ်လိုရိုင်းပင်ကူညီပေးရမှာစေပီစီမှုကနကကျွန်တော်အရှိမပြောခဲ့တဲ့ဟာလေးတွေကိုကိုမိသားစုထဲမှာကိုတငယ်ချင်းအတိုင်းဝန်တွေထဲမှာတတိထားမိလာရင်သူ့ကို အဆင်ပြေရတာအဆင်မပြေရင်လည်းအဆင်မပြေတာတော့သိတယ်တကယ်ကြီးအဆင်မပြေတာတော့သိတယ်အဲဒါပေမဲ့ဟိုငါတို့ဘာတွေအဆင်မပြေလဲပြောပြကြည့်ပဲခင်ဟာဖြစ်ရခင်ဟာအဲ့လိုမျိုးပြောလိုက်လို့ရှိရင်လည်းပေါ့သွားတယ်အဲ့တော့ဘယ်လိုမျိုးပြောဖို့ကိုကျွန်တော်တို့ကတိုက်တွန်းပေးရမယ်စကားလမ်းကြောင်းလေးတွေရှာပေးရမယ်နားထောင်ပေးရမယ်နားထောင်တဲ့အခါမှာ ကျင်နာတတ်တဲ့စိတ်နဲ့ဩသူတော်တော်အဆင်မပြေချပါလားငါလည်းအဆင်မပြေလို့လို့သူလည်းအဆင်မပြေပါလားဆိုတော့တယောက်နဲ့တယောက်ဟိုဒီဂယုနာတရားလေးမျှဝေပြီးတော့နားထောင်ပေးရအဲ့တော့အဓိကကတော့နှစ်သိမ့်ဆွေးနွေးနားထောင်ပေးခြင်းကအရင်ရည်ကြီးရပါတော့အဲ့ဒီဟာကမျှဝေခံစားပြီးလိုက်လို့ရှိရင်ပို့သွားတာတဲ့ဝေခံစားပြီးလိုက်ရင်ပို့သွားတယ်ရင်းထဲမှာခံစားနေရတာဒီလိုပို့သွားမယ်ခုနကမတင်မကြဖြစ်နေတဲ့အခြေခဲလေးတွေညော့သွားတယ် ဲ့တော့အဲ့ဒါလေးကိုကိုအချင်းချင်းကြားထဲမှာလှုပ်ပေးနိုင်မယ်ဆိုရင်ရင်ဒီဟာလေးဒီတောင်းတဲ့အကူညီရရောက်ပါတယ်။ဆောင်မပေးရရောက်ပါတယ်။ကြီးစုပေးရရောက်ပါတယ်။ဟုတ်ကဲ့ပါဆရာ။စီအရိုအန်ယူဂျီကျန်းမာရေးဝန်ကြီးဌာနရဲ့တယ်လီကျန်းမာအခမဲ့စည်းကမ်းအနေနဲ့ရောအဲစိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဗောနော်ဘယ်လိုမျိုးဝန်ဆောင်မှုတွေပေးနေပါသလဲရှင်အဲပြီးတော့ဗောနော်မိမိကိုယ်ကိုအဆုံးစီမှုနဲ့ပတ်သက်ပြီးအဲဆွေးနွေးပေးရတာမျိုးတွေရော ရှိပါသလားရှင် ကျွန်တော်တို့ zero suicide campaign ကြောက်မှုနဲ့တူရယ်နော်ဟောဒီကျွန်တော်တို့အခုဟိုဒီ launch လုပ်ထားတယ် Telegram ကနေပြီးတော့အဲ့လိုမျိုးကိုယ့်ကိုယ်အဆုံးစီရင်ချိန်စိတ်ရှိတဲ့လူပေါ်နေတဲ့သူတွေနောက်စိတ်ထဲမှာစိတ်မုန်းချက်နေတဲ့လူတွေဆက်သွယ်ဖို့ကျွန်တော်တို့ data ရပြီးခဲ့တဲ့နှစ်နှစ်ပေါ့နော်ကျွန်တော်တို့စဖွင့်တာဒီတိုင်းကိုစဖွင့်တာ2023 September 10ရက်နေ့ဗာ အာဒီ wall society ပေါ့နော်ကျွန်တော်ကိုကိုတက်တဲ့လူတက်တဲ့ကိုကြောင်းတက်တဲ့ကြောင်းဂျန်စီတဲ့လူများကိုကာဝယ်တဲ့နေ့မှာကျွန်တော်တို့စပြီးတော့ဒီဟိဟိ campaign ကို launch လုပ်ခဲ့တယ်ဒီ Telegram channel ကို launch လုပ်ခဲ့အခုနှစ်ပြည့်သွားပြီနှစ်နှစ်မှာကျွန်တော်တို့ကိုဆက်သွယ်တော့အချိန်ပေါင်း၄000နီးပါးရှိအဲ့တော့စဉ်းစားကြည့်လူတွေဘလောက်အများကြီးစိတ်ဖိစီးမှုတွေရှိနေလဲကျွန်တော်ထားဘာဖြစ်လို့ပြောရလဲဆိုကိုနှစ်ကလည်းကိုကိုစိတ် တည်တောင်းကြံစည်နေခြင်းပြီးအရန်ကိုစိတ်ဖြစ်စည်းမှုတွေများနေစဉ်အဲ့ဒါကိုအရင်ဆက်တွေ့ပါအဲ့ဒီမှာကျွန်တော်တို့ရဲ့တကယ်ကိုဒီတခြားညာလေ့ကျင့်ပေးထားတဲ့နောက်တကယ်ကိုဟိုပူချင်းဆန္ဒစိတ်နဲ့နားထောင်နိုင်တဲ့ empathetic listener ဆီကနားထောင်ဝေးဖို့အဆင်သင့်ရှိနေတယ်ဟုတ်ကဲ့ပါဆရာအနောက်ဆုံးမိခွန်းအနေနဲ့ပေါ့နော်တမန်လူတယောက်အနေနဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကဘလို့အခြေအနေမျိုးကိုရောက်နေရဆိုရင်ဆွေးနွေးဖြေရှာဖို့လုပ်သင့်ပါတလိမ့်ရှင့် မိမိကိုကိုဟိုဟိုကိုကိုဒီမှာဟိုဒီမကျေနပ်တာတွေများလာတယ်ဆိုရင်ပူပန်စိတ်တွေများလာတယ်အိတ်မပြောတော့ဘူးအိတ်ပြောတာအိတ်မပြောဆိုတာတစ်ဖက်လောက်ရှိသွားပြီသာပါတော့အိတ်မပြောတာတစ်ဖက်လောက်ကြာသွားပြီစားခြင်းစိတ်တွေလည်းမရှိတော့ဘူးအဲ့ဒါလည်းတစ်ဖက်လောက်ရှိသွားပြီလူကဘာဝိုးမှလည်းစိတ်မဝင်စားတော့ဘူးအာယုံစူးစိုက်မှုလည်းမရတော့ဘူးတစ်ဖက်လောက်ရှိသွားပြီမိသားစုနဲ့ပေါင်းသူဆက်ဆံရေးတွေလည်းအဆင်မပြေတော့ဘူးအနေနဲ့ဘူထိုးနေတယ်အားလုံးကို ဟို negative ပဲမြင်နေတယ်အကောင်းဘက်ကတွေးလို့မရတော့အားလုံးအဆိုးတွေပဲမြင်နေပြီးဆိုရင်တပတ်လောက်ရှိနေပြီဆိုရင်တော့ဒါအကူအညီရှာတယ်နေဆိုင်ရာကျမကြီးဆောင်ဆောင်မှုအတွက်ကိုကျွန်တော်တို့ပြရမယ်အကူအညီယူရမယ်ကျမကြီးဆောင်ဆောင်မှုခံယူရမယ်အဲ့တော့အထူးသဖြင့်အမိကိုကိုအတက်ကိုဆုံးတတ်ခြင်းနဲ့လို့စဉ်းစားလာမိတဲ့အချိန်မှာစိတ်ထဲမှာမထားတော့ဘဲနဲ့မိမိရဲ့စိတ်ထဲမှာပဲဒါကြီးကို ခိတ္တဂမထေနဲ့မမေယုံကြည်ရတဲ့သူနဲ့စကားပြောပြီးတော့ကျမ်းမာရေးအကူအညီပေးနိုင်မဲ့သူတွေရှိမှတိုက်ရိုက်ဆက်သွယ်ပြီးတော့အကူအညီတောင်းတင်ပါလေအဲ့ဒီအချိန်ကိုဘလို့မထားဖို့အရန်ရေးကြည့်ပါတယ်ဆိုတဲ့စကားကိုကျွန်တော်တည်တည်ချာချာပြီးမေတ္တာရက်ခံပြီးတော့ပြည်သူကိုပန်ကြားခြင်းပါလေဗျာကျေးဇူးများကြီးတင်ပါဟုတ်ကဲ့ပါဆရာအခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါရှင်